ွက်ဆိုတာအမြဲတမ်းလဲပါလားရှင်ဗျာဝတ်မလဲဘဲနဲ့ပဲနိဗ္ဗာန်ရအောင်လုပ်လို့ရပါသလားနောက်တစ်ခုကအဟောတိကံဆိုတာရောဘာပါလဲရှင်ဗျာအဲ့ပါဝတ်ဆိုတဲ့စကားလုံးကိုဖုံးဖို့ရှင်းပြမယ်ပမာရီနားလဲနေတာကိုကလူတယောက်ကိုချီကျူးအောင်လုပ်လိုက်ရင်ကိုချီကျူးတယ်မှန်ပါဗျာအဲ့ဒါဝတ်လဲတယ်လို့ယူဆတယ်မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ်မှန်ပါဗျာဝတ်တဆိုတဲ့အထိပ္ပယ်အဲ့ဒါပြောတာမဟုတ်ဘူးသူကမှန်ပါဗျာဝတ်က၃မျိုးရှိတယ် ကိလေသာဝကမ္မဝဝိပါကဝဝတ္တဆိုရယ်လဲပတ်ပြီးဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့လဲပတ်နေတာမှန်ပါဗျာဥပမာဘဝကြီးဆိုဘုန်းတော်လဲပတ်တာလေအခုမနေ့ဆိုရင်နေထွက်လာတယ်ပြီးရင်နေဝင်သွားတယ်မှန်ပါဗျာညရောက်တယ်ပြီးရင်တစ်ခါမနေ့ရောက်တယ်ဒါလည်းလဲပတ်နေတာပဲလေမှန်ပါဗျာလဲပတ်မှုကိုဝတ္တလို့ခေါ်တယ်မှန်ပါဗျာအဲ့တော့ဘာလို့လဲပတ်တာတော့ဆိုရင်ရှင်တဲ့ကလိုချင်တဲ့စိတ်တွေဖြစ်တယ်မှန်ပါကိလေသာ မှန်ပါဗျာလိုချင်တဲ့စိတ်ဖြစ်တော့ရအောင်လုပ်တယ်ကံကံတမရလာတဲ့ဝိပါကအကျိုးမှန်ပါဗျာလိုချင်တဲ့ရအောင်လုပ်တဲ့ရတယ်လိုချင်ပြန်တယ်ရအောင်လုပ်ပြန်တယ်စူးစမ်းပြန်တယ်ဆိုတော့ဒီအကြောင်းအကျိုးကြီးကလည်ပတ်နေတာဟုတ်ဒါဝတ်လို့ခေါ်တယ်ဝတ်မလဲပဲနိဗ္ဗာန်ရအောင်လုပ်လို့ရလားဆိုတော့ဒီအကြောင်းအကျိုးဆက်ဆက်နေတာတွေကိုနိဗ္ဗာန်ရအောင်လုပ်တယ်ဆိုတာကဒီခြေကလောက်ရတယ်သူကမှန်ပါဗျာ ဝတ်ထဲမှာပဲနိဗ္ဗာန်ရအောင်လုပ်လို့ရတယ်နိဗ္ဗာန်ရောက်သွားရင်ကတော့ဝတ်တာတွေကထွက်သွားပြီသူကမှန်ပါဗျာဒီထဲမှာ तू ကလုပ်လို့ရတယ်ဘုံမလဲပဲဆိုတာတော့မဟုတ်ဘူးဝတ်ကတော့လဲမှာဘုံလဲတယ်ဆိုတာဗမာရိနားလဲတယ်ကိုကသူများကိုမတရားလုပ်လိုက်လို့ကိုမတရားလုပ်ခံရတယ်ဆိုဝတ်လဲမှုမျိုးပြောတာမဟုတ်ဘူးကိရိတာရှိရင်ကံဆိုတဲ့အလုတ်တရားရှိလာတယ်။ကံရှိလို့ရှင်အကျိုးတရားဆိုတာရှိလာတယ်။နော်။အဲ့တော့ကိလေသာဖြစ်သည့်အတွက်ကြောင့်ကံဖြစ်တယ်။ကံဖြစ်သည့်အတွက်ကြောင့်အကျိုးတရားတွေပေါ်တယ်။ အဲ့ဒီအကြောင်းအကျိုးဟာလက်ပတ်နေတယ်လို့ဆိုလို့ရတယ်။နော်။အဲ့ဒီလက်ပတ်မှုကိုရက်တော်အောင်လုံးမနေပါညာ။အဲ့တော့ရက်တော်အောင်လုံးတယ်ဆိုတာဒီဝတ်ထဲမှာပဲလုံးလုံးလို့ရတယ်။ကိလေသာကိုဖယ်ရှားဖို့ကြိုးစားရမယ်။မှန်ပါဗျာ။ကိလေသာကိုဖယ်ရှားလိုက်လို့ရှိရင်ကိလေသာတွေငြိမ်းသွားရင်ကံကလည်းပြတ်သွားရော။မှန်ပါဗျာ။ကိလေသာနိရောဓေကမ္မနိရောဓောကိလေသာငြိမ်းမှကံငြိမ်းတယ်။မှန်ပါဗျာ။ ကိလေသာငြိမ့်သွားရင်ကံငြိမ့်သွားတယ်ကံငြိမ့်သွားလို့ရှိရင်ဝိပါကဆိုတဲ့နောက်ကအကျိုးမလာတော့ဘူးမှန်ပါဗျာအဲ့ဒါနေပါရောက်ချင်းပဲဖြစ်တယ်ပေါ့နော်ဟောတိကံဆိုတာကနားလည်အောင်ပြောရမယ်ဆိုရင် expire ဖြစ်တော့ပြောတာမှန်ပါဗျာ expire ဆိုတာစေပစီနဲ့တတ်မှတ်ထားတဲ့အချိန်ကုန်လို့ရှိရင်သူက expire ဖြစ်တာမှန်ပါဗျာဘာဖြစ်စီပဲဖြစ်ဖြစ်တတ်မှတ်ထားတဲ့အချိန်ပိုင်းကျော်သွားရင်ဒါ expire ဖြစ်တာမှန်ပါဗျာဒါအဟောတိကံရဲ့အသေးပဲက ကံဒီနဲ့တော့ဖြစ်သွားပြီအကျိုးမလာတော့ချိန်